လက်လန်းချောင်းသည်ပြည်တွင်းဖို့ရှိပြီးတော့ CPU နဲ့ခြေဆက်အလုံးလုပ်တယ်လို့ပြောတာဒါကြောင့်ဒီလို guideline ကိုသွားကြည့်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အခုသိရင်ねဒီတက်လန်းချောင်းကဒီမှာဆွဲပေးထားတာမရှိဘူးမရှိလို့ကျွန်တော်တို့အခုပါကြည့်ရလဲဆိုတော့အဲ့ဒီ manual schematic ကို ကြည့်ရတာပါနော်ဒီလိုပတ်စံပေးဝယ်တဲ့ tool တွေထဲမှာတခါတည်းခုလိုမျိုးကျွန်တော်တို့သိကျင်တဲ့လမ်းကြောင်းတွေပြည့်ပြည့်စုံစုံမရှိတဲ့အခါမျိုးကြောင့်လို့ရှိရင်ကျွန်တော်တို့ကစောစောကလို့စကမတက်မျိုးတွေကို ဖတ်ပြီးတော့ကျွန်တော်တို့ကိုယ့်အကူနဲ့ကြည်ရတယ်ပေါ့အဲ့တော့အခုပြောတဲ့ဒီဒီတက်လန်ကြောင်းကဒီဘက်ပိုင်းလေးပေါ့နော်ဒီကောင်လေးဒီကောင်လေးဒီအခုတော့ဒါတစ်ခုနဲ့တစ်ခုထိနေတယ်ဒီကစင်ကက်ကောက်ထိုးလိုက်တာ ਨੇ ဒီနှစ်ခုကလွတ်သွားတယ်အဲ့ချိန်ကျရင်စောစောပျောက်နေတယ်1.8ကလေးပေါ်လာမယ်ပေါ်လာပြီဆိုရင် ဒီတက်လမ်းကြောင်းလေးစပြီးအလုပ်လုပ်ပြီးပေါ့ဒါဆိုရင်ဒီတက်လမ်းကြောင်းလုပ်လုပ်ပြီးတာက CPU ဖြစ်တယ်အဲ့အချိန်ကျတော့မှစင်ကတ်အတွက်လိုအပ်တဲ့ဘိုးတွေကထွက်တာ SD ကတ်အတွက်ဘိုးကတော့သူက SD ထိုးမှထွက်တာမဟုတ်ဘူးဒီတိုင်းနေလေသူကထွက်တယ်ဒီလိုဆက်နှိုးရင်ဘိုးကရောက်ပြီးသားပေါ့နော်စင်ကတ်ကျတော့အဲ့လိုမဟုတ်ဘူးသူကစင်းတိမှဘိုးထွက်တာနောက်ပြီးတော့စင်ကတ်တပင်စီကိုလည်းဘိုးတစ်မျိုးစီပဲလာတယ်ပေါ့လေကျွန်တော်ကတော့ဒါကိုအာသက်ဘက်တွေ လောက်တဲ့အပိုင်းကြလို့ရှိရင်တစ်ပိုင်းချင်းတစ်ပိုင်းချင်း SD card ဘယ်လိုလုံးလုံးလဲ SD card ဘယ်လိုလုံးလဲဆိုတာလေးရှင်းပြပေးပါမယ်အဲ့တော့အဓိကပြောချင်တာကဘာလဲဆိုလို့ရှိရင် diagram ကိုခြေခံကြည့်တဲ့ပုံစံလေးကိုပြောချင်တာနံပါတ်၁ကဘာလဲဆိုတော့ diagram ကြည့်ဖို့ကျွန်တော်တို့စကမတ်တဲ့ဖတ်တတ်ရမယ်စကမတ်တဲ့ဖတ်တဲ့အခါမှာဒီလို file နှစ်ခုရှိမှာပေါ့နော်ကျွန်တော်တို့ဒီမှာ၄ယောက်ရှိမယ်စကမတ်တဲ့ရှိမယ်ဒီနှစ်ခုကိုတွဲကြည့်ရမယ်ဘယ်လိုကြည့်ရမှာလဲဆိုတော့စောစောကလို့လမ်းကြောင်းတွေဆက်စားပိုင်းမှာဘာလုပ်လဲဆိုတာ နားမလည်သေးခင်ကိုမွန်းနဲ့နေကိုဆက်ပြားပေါ်မှာမလို့ရှာရလဲဆိုတာအရေးကြီးတယ်ကျွန်တော်ကဥမာအဲ resistor တစ်လုံးကိုဟိုနေရာကျွန်တော်မီတာမှာတိုင်းပြသလိုဘုတ်ပေါ်မှာတိုင်းလိုက်လို့ရှိရင် resistor ကအဲဘာတန်မိုးရှိလဲဆိုတာကျွန်တော်တို့ကဒီတိုင်း diagram မှာပါတဲ့အခါကျလို့ရှိရင်အလုတ်အလွတ်ကြီးဆိုမန်းခတ်တယ်ပေါ့လေအဲ diagram မပါရင်ကျွန်တော်တို့ကဘာကြည့်ရမလဲဆိုတော့အဲပူအပ်နဲ့ပူတောင်ခွဲနေရတာတို့ဘာလို့ရှိတယ် အခုဆိုလို့ရှိရင်ဒီမှာလမ်းကြောင်းပေါ်မှာဆိုတာ pull up ပါလို့ပြောထားတယ်ဒီလမ်းကြောင်းဟာဒီဘက်မှာဆို SD ကအိမ်နဲ့ဆက်ပြီးဟိုဘက်မှာဆို CPU နဲ့ဆက်ထားတယ်ဒီတော့ ground ချထားတာမရှိဘူးဒါဆိုရင်ဘာခေါ်လဲဆိုရင်ဒါ pull up လို့ခေါ်တယ်အဲ့တော့ pull up ဆိုရင် diagram မှာ pull up လို့ပြောထားတဲ့ R ကစောစောကျွန်တော်တို့ပြရတဲ့ဒီ R လေးတွေကသူကဘာမဖြစ်ရဘူးလဲဆိုတော့ ground မပါရဘူးဗောနော်နှစ်ဖက်သလုံးမှာ ground မပါရဘူး တောင်မပါရဘူးဆိုတဲ့ဟာကိုကျွန်တော်ကတိုင်းကြည့်တဲ့အချိန်မှာတစ်ဖက်ကတောင်းကြနေတာမျိုးဆိုရင်အဲဒါပုံမှန်မဟုတ်ဘူးပြဿနာရှိတယ်လို့ပြောတာအဲ့တော့ဒီ R လေးပေါ့နောက်တော့ 1K ရှိတယ်ဒါတော့ဒီဘက်ကိုဂရောင်းဖန်တိုင်းနေဖြစ်စေဒီဘက်ကိုအတန်မီစီနဲ့ထားပြီးဂရောင်းဖန်တိုင်းနေဖြစ်စေဘယ်ဘက်ဖြစ်ဖြစ်ဂရောင်းမဟုတ်ရဘူးဒါမှမှန်တယ်ဂရောင်းမဟုတ်ရတဲ့အပြင် 1K လည်းဖြစ်ရမယ်ဒါမှမှန်တယ်ပေါ့နော်နောက်တစ်ခုဒီတစ်ခုပေါ့ဒါလေးလက်တီလိုပဲသူကဒီမှာ ပေးသွင်းဖို့လမ်းကြောင်းတစ်ဖက်ကရှိပြီးတော့နောက်တစ်ဖက်ကဒီလှုပ်လှုပ်တဲ့လမ်းကြောင်းရှိတာဆိုတော့ဒါနဲ့သွဲပြီးဘရဂရောင်းပေါင်းချရတာမဟုတ်ဘူးเนาะဒါကစီကတက်တက်သူ့ဘက်သူဂရောင်းချဒီလမ်းကြောင်းကဒီလိုလေးလာတာဒီဘက်မှာပေးသွင်းဖို့ရှိမယ်အားတလုံးခံထားတယ်နောက်တစ်ဖက်ကလှုပ်လှုပ်တဲ့လမ်းကြောင်းနဲ့ဆက်တယ်ဒီမှာပဲသူကိစ္စပြီးပြီဆိုတော့ तू လည်းပဲအဲဂရောင်းချရတာမဟုတ်ဘူး तू ကတော့တရားကြီးရှိရမယ်ဒါကတော့ဘယ်ဟာလဲဆိုတော့ဒီကောင်လေးပဲဗောလေဒီလိုပဲနှစ်ဖက်တစ်လုံးဂရောင်းချနေတာမျိုးမဟုတ်ရဘူးတရားကြီးလည်းရှိရမယ် အဲ့တော့ဆက်နိုးနေချိန်မှာသူ့စီမှာလည်းဘိုးရှိနေရမယ်ပေါ့အဲ့တော့သူ့စီမှာတိုင်းလို့ဆင်မပြေဒီဘက်ကစီမှာတိုင်းကြီးကရောင်းရဲ့အဲမဟုတ်တဲ့ဘက်ပေါ့စီရဲ့ကရောင်းမဟုတ်တဲ့ဘက်မှာတိုင်းကြီးလိုက်လို့ရှိရင်ဘူးပြနေဒါမှပဲကျွန်တော်တို့ကဒါပုံမှန်အလုပ်လုပ်တဲ့အပိုင်းအဆင်ပြေတယ်လို့ပြောရမှာပေါ့အဲ့တော့ဒါဂရမ်စကြည့်တယ်ဆိုရင်ဘာတွေကိုယဉ်သိထားရမလဲဆိုတော့ C ဆိုတာဘာလဲဒီမှာ R ဆိုရင်ဘာလဲနော် D ဆိုရင်ဘာလဲဒါမျိုးလေးတွေအရင်ဆုံးအလွတ်ရထားဖို့လိုပါတယ်နောက်ပိုင်းကျလို့ရှိရင် ခါကွန်မွန်နက်လေးဘယ်လိုခေါ်လဲဆိုတာလေးကျွန်တော်အခေါ်လေးရေးထားပြီးပါအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်